ေါသကြီးတဲ့သူတွေအယံရက်ဆက်နိုင်တဲ့သူတွေကလေတစ်ချိန်တုန်းကအယံဖြူစင်ခဲ့တဲ့သူတွေလို့ပြောမယ်ဆိုရင်ယုံမလားမသိဘူးเนาะကျွန်တော်ကလေဘာလို့ယုံကြည်လဲဆိုရင်ကျွန်တော်လူသားအားလုံးကလောကကြီးကိုဝင်လာတဲ့အချိန်မှာကိုပင်ကိုစီရိတ်ပါမိသားစိတ်ကအကုန်လုံးကတော့အကောင်းနဲ့ပဲရောက်လာတယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ဒါပေမဲ့ကျွန်တော်ကငယ်ကလေးကဘဝကိုဖျက်ဆီးရတဲ့အချိန်မှာဘေးပတ်ဝန်းကျင်ကသူတွေဘေးပတ်ဝန်းကျင်ကအရာတွေခိအားတွေနာကျင်မှုတွေကိုစက်တိုက်ကြုံလာတဲ့အချိန်မှာကျွန်တော်တို့အဲ့ဒီ ပင်ကိုကောင်းချင်းဆိုတဲ့အရာကပုံလွှမ်းခံခဲ့ရတယ်လို့တော့ကျွန်တော်ကတော့အဲ့လိုပြောပါတယ်ကျွန်တော်တည်တဲ့လူတယောက်အကြောင်းပြောပြမယ်ဆိုရင်လေသူကလေအရန်ကျင်နာတတ်တယ်ဗျာသိထားလဲအရန်ကောင်းတယ် positive အရန်ဖြစ်ပါတယ်ဒါပေမဲ့သူ့ကိုလူတွေကတကူကူမကောင်းကြံနေပြီးလောက်တော့မယ်ဒါမှမဟုတ်အရန်ကတကူကူသူများတကယ်သူ့ကိုလောက်ခဲ့တဲ့ဥစ္စာတွေသူပြန်သွေးမိပြီဆိုရင်သူကချက်ချင်းကြီးပုံစံလုံးဝပြောင်းသွားပြီးတော့ဗောနော်ဒီလိုဘယ်လိုမျိုးပြန်လောက်လိုက်ရမယ်ဘယ်လိုမျိုးလက်စားချေရမယ်ဆိုပြီးတော့မှဒေါရအရန်ကြီးတဲ့ပုံစံနဲ့ဖြစ်လာတယ်ဗော အဲ့တော့ကျွန်တော်ဒီတိုင်းဆက်ပြီးနားထောင်ရင်းနဲ့ကျွန်တော်ဘာကိုသွားပြီးမှ feeling ခံစားရလဲဆိုရင်အဲ့ဒီဒေါသတွေကလေသူများတွေကိုမကောင်းချင်မကောင်းချင်ကြံမဲ့အချင်းယုံမဲ့ပုံစံမျိုးကနေလာတာမျိုးမဟုတ်ဘူးဗျတကယ်တမ်းကတော့အတိတ်ကနာကျင်မှုတွေစီကနေလာနေတာကိုကျွန်တော်ကတော့အဲ့လိုမျိုးခံစားရပါတယ်ဟုတ်ပြီဒါဆိုရင်ဘာကြောင့်အဲ့လိုမျိုးဒေါသတွေထွက်လာရတာလဲဆိုရင်အဓိကတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်နဲ့ဒီစိတ်ကပေါ့ကျွန်တော်တို့အရင်တစ်ချိန်လုံးကခံစားမှုခဲ့တဲ့နာကျင်မှုတွေကိုနောက်ထပ်တစ်ခါထပ်ပြီးမခံစားရအောင်ခံစားမှလည်းကြောက်လို့ပေါ့နော်အဲ့ တော့ကျွန်တော်တို့ကကိုယ့်ကို protect လုပ်တဲ့အနေနဲ့အဲ့ဒီဒေါသတွေကထွက်လာအဲ့ဒီအတိုင်းပဲအချိန်နည်းနည်းတစ်ခုကြာသွားတဲ့အချိန်မှာပေါ့အဲ့ဒီလူကသူ့နဲ့သူ heal ဖြစ်သွားတဲ့အချိန်မှာဘာသွားပြီးမှတတိပြန်ထားပြီလဲဆိုရင်အရင်ကအကြောင်းတွေပြန်ပြောတာပဲဖြစ်ဖြစ်အခုလည်းသူ့ကိုမကောင်းကျင်တာဖြစ်ဖြစ်ဖြစ်အရှင်လိုပြန်လုပ်လိုက်ရမယ်လက်စားချေရမယ်ပုံစံမျိုးတွေလုံးဝမရှိတော့ဘူးပေါ့နော်အဲ့ဒီတော့ကျွန်တော်ဘာသွေးမိလဲဆိုတော့ဟုတ်တယ်ငါယုံကြည်ခဲ့တဲ့အတိုင်းပဲအားလုံးကတော့လောကကြီးကိုလာတဲ့အချိန်မှာအကုန်လုံးကတော့အကောင်းတိုင်းပဲမွေးလာခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ကဘဝကိုဖျက်ဆီးရတဲ့အချိန်မှာ ဒီအကြောင်းမျိုးမျိုးကြောင့်ကြုံခဲ့ရတဲ့အရာတွေအကြောင်းမို့လို့ပေါ့နော်အဲ့ဒီကောင်းခြင်းကပုံလွှမ်းခံခဲ့ရပါတယ်ဆိုပြီးတော့ကျွန်တော်ယုံကြည်ပါတယ်အဲ့ဒါအကြောင်းမို့လို့လည်းဘင်ကိုစေးကအရန်ကျင်တာတက်တဲ့သူတွေရောဘာဖြစ်လို့ဒေါသအရန်ကြီးဘာဖြစ်လို့အရန်ရက်ဆက်တက်လာတာလဲဆိုတဲ့ဥစ္စာကတော့အဒီကတော့တောင်တစ်ချိန်မှာသူခံစားမှုခဲ့တဲ့အဲ့ဒီနာကျင်မှုတွေကိုပြန်မခံစားချင်လို့တော့ပဲဖြစ်ပါတယ်ပေါ့နော်အဲ့လိုတလွာချင်းခွာချင်းရဲ့အချိန်မှာနောက်ဆုံးထဲထဲမှာခြံနေတဲ့ဘင်ကိုစိတ်ကတော့အကောင်းတိုင်းပဲရှိပါသေးပါတယ်ကျွန်တော်ဒီဗီဒီယိုကနေအဓိကပြပြချင်တာကတော့ကျွန်တော်တို့လူသား ားအားလုံးကတော့လောကကြီးကိုအကောင်းတိုင်းရောက်လာကြပါတယ်မိမိကိုယ်ကိုကာကွယ်တာကတော့ကိစ္စမရှိပါဘူးဒါပေမဲ့အပြင်မှာဖြစ်နေတဲ့မကောင်းတဲ့အရာတွေမကောင်းတဲ့သူတွေကြောင့်မို့လို့မိမိကိုယ်ကိုရဲ့ပင်ကိုယ်စိတ်ကာရိုက်တာကိုလုံးဝမဖျက်ဆီးမိစေလိုက်ပါနဲ့ပေါ့နော်ပြောရမယ်ဆိုရင်ကိုယ့်ရဲ့တကယ်အသွင်စိတ်ထဲမှာအလင်းတစ်ခုရှိပါသေးတယ်ဆိုတဲ့အဥ္စါကိုကျွန်တော်ပြောပြပေးချင်တာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်အခုပြောသွားတဲ့အဥ္စါကနေတစ်ခုခုသွေးမိလိုက်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်တစ်ခုခုစဉ်းစားမိတယ်ဆိုရင် comment မှာတစ်ချက်မျှဝေပေးခဲ့လို့ရပါတယ်